မင်္ဂလာပါဒီနေ့မေလ26ရက်နေ့ရုရှားတို့ရဲ့အောင်ပွဲနေ့ကျင်းပတဲ့နေ့မှာပဲဆလန်စကီပြောတဲ့အတိုင်းပဲရုရှားကိုဒရုန်းအနေနဲ့တိုက်တယ်နော်အဲ့တော့ဆက်လက်ပြီးတော့ဒီယခုအချိန်တွေမှာဆိုလို့ရှိရင်ကလဲစားချေ revenge ပေါ့ဒါယူကရိန်းကိုရုရှားနိုင်ပြီးတော့တိုက်ခိုက်တာဖြစ်လာတယ်ပေါ့နော်အဲ့တော့ the captor is under attack ဆိုလို့ရှိရင်နောက်ဆုံး ဘယ်ရောက်လာလဲဆိုမြို့တော်ရောက်လာပြီဒီမြို့တော်က under attack ဆိုတာကတိုက်ခိုက်မှုအောက်ကိုရောက်နေပြီဆိုတော့တိုက်ခိုက်ခံရတယ်ပေါ့နော်ဘယ်လိုပြောရလဲ at least အဲ့ဒီမှာအနည်းဆုံးတော့12 dead ဆိုတာ12 are dead ပေါ့အဲ့တော့ဒီနေရာမှာတော့ခေါင်းကြီးပိုင်းသတင်းအနေနဲ့ဆိုတော့ fact to be ဖြောက်လေးရှိတယ်12 are dead မဟုတ်ဘူးနဲ့12 dead စနေရောက်အနည်းဆုံးတိဆုံးနေ and dozens are injured မှာအကိုဖြောက်ထား dozens injured တန်ရတာဒါဇန်နဲ့ချီတယ်ထိခိုက်ဒဏ်မှုများတယ် S Russian drones drones တွေကအဲဒီမှာ S ကဒေါ်ကြောက်လို့ဘာသာပြန်မယ်ပေါ့နော် launched over Ukraine ဆိုတော့ Ukraine ရဲ့ over အနံ့ရဲ့အနံ့ဆိုတော့အဓိကတော့မြို့တော် Kiev ကိုတိုက်တာတိုက်တာအဲ့ဒီမှာအနည်းဆုံး12ရောက်ဖြစ်တယ်နော်အဲ့တော့ nightly russian attacks ဆိုတာ nightly က ညစဉ်ပေါ့ညပိုင်းနေမှာတိုက်တာဖြစ်တယ်တပ်ပုံရဲလို့ကောင်းကောင်းလားမသိဘူးအဲညတွေမှာတိုက်တော့တော့အချင်းကြီးဆိုးတာပေါ့နော်ပြည့်ရလောရ Nightly Russian attacks ဒီတိုက်ခိုက်တိုက်ခိုက်မှုတွေအား on Ukraine Ukraine ကိုတိုက်ခိုက်မှုတွေ have become a common feature of the war ဆိုအဖြစ်လာနေတယ် become a common feature of the war the war ပေါ့နော် war ဆိုတဲ့စစ်ပွဲရဲ့ common feature ဆိုတာ ခမောဆိုတာလူလူငါငါတိတဲ့အတန်တရာ feature ဆိုတော့ဒီလိုဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာပြီဆိုတော့ဒါ continuously ဆက်လက်ပြီးတော့လည်းဖြစ်နေတယ် even during recent peace talks ဆိုတော့ even ဆိုတာကအဲ့လိုမျိုးအချိန်တွေတောင်း during recent မကြာသေးခင်က peace talks တွေလုပ်သေးတယ်ဆိုတော့ငြိမ်းငြိမ်းဆွေးနွေးပွဲတွေလုပ်နေတယ်တော့အတွဲမှာတော့မှဘာဖြစ်လာလဲဆိုရင်စစ်ပွဲတွေက continuously ဆက်ဖြစ်နေတယ်တဲ့အဲ့ဒီကိစ္စက which have so far ဆိုတာ so far ဆိုတာအခုချိန်ထိပဲ ကျိုးဆို so far so good ဆိုတော့အခုချိန်ထိခုထိတော့ကောင်းတော့မယ်လို့ပြောတာပေါ့ so far ဆိုတော့နော် so good လို့ပြောတယ်အခုကတော့ so far အခုချိန်ထိ filled to produce a ceasefire ပေါ့ ceasefire အပြစ်ခတ်ရစရေကို produce လုပ်ဖို့ဆိုတော့အာထုတ်ဝေဖို့တော့မဟုတ်ဒီနေရာမှာဖြစ်ပေါ်စေဖို့ဆိုတာ filled ဖြစ်တယ်ဆိုတော့မအောင်မြင်မှုကြဆုံးနေတယ်ဆိုတော့ရင်းရင်းနဲ့အလန်းဝေးနေတယ်လို့ပြောတာဒါမကောင်းမကောင်းဆိုတာအားနေတဲ့နိုင်ငံတွေကပိုပြီးထိခိုက်နေတာနိုင်တယ် ဒီကမြောက်ပေးတဲ့လူတွေကမြောက်ပေးတယ်ဘောနော်အချက်ပါဒီတဲ့င်းကကျွန်တော်ဒီ25ရက်နေ့ကိုကားတဲ့င်းမှာတပ်ပုံကိုကား